မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စက်ကောင်စီတာအမျိုးသမီးစစ်မှုထမ်းတင်တဲ့အပစင်တစ်ဖွင့်ဖို့အတွက်အမျိုးသမီးစည်ရင်တွေကောက်ယူဖို့တရားဝင်ညွန်ကြားချက်ထုတ်ပြန်လိုက်ပြီဆိုပါတယ်ရှင်ကုန်မြို့ကဒေါ်ပုံမြို့နယ်ဝါဆိုရက်ကွက်နဲ့အောင်ချမ်းသာရက်ကွက်မှာအချမ်းဖတ်စက်ကောင်စီကအမျိုးသမီးစစ်မှုထမ်းစည်ရင်တွေကောက်ယူနေရမှာအိမ်တောင်တဲ့ကိုဝင်းဆောင်အမိတွေကိုပါထည့်သွင်းသွားပြီး ။တစ်ဖက်မှာလည်းအမျိုးသားလူငယ်အယောက်60ဟာစစ်မှုထမ်းဖို့စင့်ခေါ်ခံရပြန်ပြီဆိုတဲ့သတင်းပါဝင်။ဒီကနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကျန်းဖက်စစ်ကောင်စီကအမျိုးသမီးစစ်မှုထမ်းတင်တန်းအပတ်စဉ်တစ်ဖွင့်လှစ်ဖို့အတွက်အမျိုးသမီးစည်ရင်တွေကောက်ယူဖို့တရားဝင်ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီလို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကြောင့်အကျန့်ဖက်စကောင်စီရဲ့စစ်မှုထမ်းစင်ခေါ်ရေးဗဟုအဖွဲ့ကနေတရားဝင်ညွှန်ကြားလိုက်တာဖြစ်ပြီး အခုလာမယ့်ဖေဖော်ဝါရီလမှာအမျိုးသမီးစစ်မှုတန်းအပစင်တက်ကိုဖွင့်လှစ်သွားဖို့ရှိနေတယ်လို့အဲ့ဒီအမျိုးသမီးစစ်မှုတန်းစည်ရင်တွေကိုဖေဖော်ဝါရီလ17ရက်နေ့မတိုင်မီပေးဖို့ညွှန်ကြားထားတယ်လို့လည်းဆိုပါတယ်လက်တော်ခေါ်ယူမယ့်အမျိုးသမီးစစ်မှုတန်းအပစင်တက်အတွက်အသက်25နှစ်ကနေ28နှစ်အတွင်းရှိတဲ့အမျိုးသမီးအရွယ်တွေကိုပထမဦးစားပေးခေါ်ယူဖို့ညွှန်ကြားထားတယ်လို့အဲ့ဒီအရွယ်တွေနဲ့အမျိုးသမီးတွေမပြည့်ရင်တော့ကျန်တဲ့စစ်မှုထမ်းဖို့အကျုံးဝင်တဲ့အသက်အရွယ်ပိုင်းမိန်းကလေးတွေလည်းခေါ်ခံရမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ် လက်ရှိမှာတော့စစ်မှုထမ်းအမျိုးသမီးစည်ရင်းတွေကိုရက်ကျဲအုပ်ချုပ်ရေးအဖွဲ့တွေကနေတဆင့်ကောက်ယူခိုင်းနေပြီဖြစ်တယ်လို့ရန်ကုန်တိုင်းမှာလည်းစစ်မှုထမ်းအမျိုးသမီးစည်ရင်းတွေကိုအမြန်ကောက်ယူခိုင်းတာတွေအထိညွန်ကြားထားတယ်လို့နေပြည်တော်စစ်တပ်တရင်အရေးမြစ်ကပြောထားတယ်လို့တစ်ဖက်မှာလည်းလက်ရှိရန်ကုန်တိုင်းကမြို့နယ်ရက်ကွက်တွေမှာအခုရက်ပိုင်းတွေအတွင်းစစ်မှုထမ်းမှုအမျိုးသမီးစည်ရင်းတွေကိုအုပ်ချုပ်ရေးအဖွဲ့တွေကလိုက်လံကောက်ခံနေကြပြီဖြစ်တယ်လို့လည်းရန်ကုန်တိုင်းထွေအုပ်တရင်အရေးမြစ်ကပြောထားတယ်လို့ရန်ကုန်မြို့နယ်ပြည်သူတို့ချုပ်ကလည်းပြောထားကြပါသေးတယ်ခင်ဗျတစ်ဆက်ထဲမှာပဲ ရန်ကုန်မြို့ကဒေါပုံမြို့နယ်ဝါဆိုရက်ကွက်နဲ့အောင်ချမ်းသာရက်ကွက်မှာအချမ်းဖက်စကောက်စီကအမျိုးသမီးစစ်မှုထမ်းစည်ရင်တွေကောက်ယူနေရမှာအိမ်တောင်တဲ့ကိုဝင်းဆောင်အမိတွေကိုပါထည့်သွင်းသွားပြီးတစ်ဖက်မှာလည်းအမျိုးသားလူငယ်အယောက်60ဟာစစ်မှုထမ်းဖို့ဆင့်ခေါ်ခံရပြန်ပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်လက်ရှိရန်ကုန်မြို့မှာဇန်နဝါရီလ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲဒေါပုံမြို့နယ်ဝါဆိုရက်ကွက်အုပ်ချုပ်ရေးမှုညီညီထွေးနဲ့အောင်ချမ်းသာရက်ကွက်အုပ်ချုပ်ရေးမှုတို့ပေါင်းပြီး လူငယ်အယောက်60ကိုစစ်မှုထမ်းစင်ခေါ်ဇာတွေပေးပို့လိုက်ပြီဆိုပါတယ်။တဘာထဲမှာပဲစစ်မှုထမ်းအမျိုးသမီးစရင်တွေကိုပါလိုက်လံကောက်ယူတဲ့အချိန်အိမ်တော်တဲ့ကိုဝင်းဆောင်အမိတွေကိုပါထဲ့သွင်းကောက်ယူသွားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီတွင်အောက်ကြီးညီညီထွေးဆိုတဲ့သူကိုတက်ဆိုင်တဲ့သူတွေကအိမ်တော်တဲ့တွေကိုဝင်းတဲ့တွေရဲ့စရင်တွေပါပါနေတဲ့အကြောင်းတွားရောက်ပြောကြတော့လေအထက်အမိတ်အရလောက်ရတယ်ဆိုပြီးတော့သာပြန်ပြောလိုက်တယ်လို့ တဖက်မှာလည်းနေအိမ်တအိမ်တဲကအမျိုးသမီး၃ဦးစလုံးရဲ့နာမည်တွေကိုလည်းအမျိုးသမီးစစ်မှုထမ်းစည်းရင်းနဲ့ထည့်သွားတဲ့အတွက်အုပ်ကြီးကိုသွားပြောတော့လေစစ်မှုမထမ်းခြင်းရင်နေအိမ်နဲ့စိုက်မျိုးကိုပါတင်းစီပြစ်မယ်ဆိုပြီးတော့ကိုပြန်လဲချင်းချောက်ပြောဆိုခဲ့တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတဖက်မှာတော့ မကွေးတိုင်းကစလင်းမြို့နယ်မှာအချက်ဖက်စကောင်စီရဲ့ခလာရ253တက်ရင်ကစစ်သား2ဦးဟာမရမကထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့တောင်းစစ်အောင် LPD ရဲ့တာဝန်ခံကိုထုတ်လေးကရန်ကုန်ခေတ္တကိုပြောပါတယ်ဇန်နဝါရီလ24ရက်နေ့ကပဲအချက်ဖက်စကောင်စီရဲ့ခလာရ253တက်ရင်ကတပ်သားကြော်ရဲလင်းနဲ့နေလင်းဆိုသူတို့2ဦးဟာမရမကထွက်ပြေးလာပြီးတဲ့နောက်ဇန်နဝါရီလ26ရက်နေ့မှာတော်လန်ရေးတပ်တွေနဲ့ချိတ်ဆက်လာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ် အဲ့ဒီလိုစစ်ကောင်စီလက်အောက်ကနေလွတ်အောင်ထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတဲ့တပ်သားကျော်ရက်လင်းနဲ့နေလင်းဆိုသူတို့နှစ်ဦးကိုဒေါ်လန်ရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားပြီးလိုအပ်တာတွေကိုလည်းဆက်လက်ဆောင်ရွက်ပေးနေပါတယ်လို့တောင်းစစ်အောင် LPD ရဲ့တာဝန်ခံကိုထုလေးကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျဒီတစ်ခါ AOD တိုင်းပတ်မှာတော့ ရေကြီးမြို့နယ်ကတီတာကုန်းပြင်ကျေးရွာနက်နန်းအနီးမှာအရက်မူပြီးရေဆင်းကူတယ်အကြံဖက်စကောက်စီဘက်ကရဲတပ်ဖွဲ့ဝင်၃ဦးစလုံးရေနစ်ပြီးတော့သေကုန်ကြပြီလို့ဒေတာတွင်တရင်ရှင်မိကရန်ကုန်ခေတ်တကိုပြောပါတယ်ဇန်နဝါရီလ25ရက်နေ့ကပဲအီယော်ရီတိုင်းရေကြီးမြို့နယ်ကတီတာကုန်းပြင်ကျေးရွာမှာရှိတဲ့တီတာမောင်တော်နှမတော်နက်နန်းအနီးချောင်းထဲမှာအရက်မူပြီးတော့ရေဆင်းကူတယ်အကြံဖက်စကောက်စီဘက်ကရဲတပ်ဖွဲ့ဝင်၃ဦးစလုံးဟာရေနစ်ပြီးတော့ကိုအသေးသေးသေကုန်ကြတယ်ဆိုပါတယ် အဲ့ဒီလိုရင်နစ်ပြီးသေကုန်ကြတဲ့ရဲတပ်ဖွဲ့ဝင်၃ဦးဟာဟင်္ဒရာမြို့ကနေအင်အားဖြည့်ဖို့ဆိုပြီးရေကြည်မြို့နယ်ကိုအပို့ခံရတဲ့သူတွေဖြစ်တယ်လို့အဲ့ဒီရဲတွေရင်နစ်သေကုန်ကြတဲ့နေရာဟာရိုးရာနန်းနန်းတွေရှိတဲ့အတွက်အရက်သေးစားတောက်စားပြီးမထီမဲ့မြင်ပြုတ်လို့သေကုန်ကြတယ်ဆိုပြီးတော့လေဒေသခံပြည်သူတွေကသုံးသက်ပြောဆိုနေကြပါတယ်တပတ်မှလည်းအေယာဝတီတိုင်းပသိမ်မြို့ကနီဂျော့ဒါယဟန်နာပင်ပူဇော်ပွဲမှာ အကျံဖက်စစ်ကောင်စီကမဖြစ်မနေအနေရကင်းပထန်းရွတ်ဖို့ဖိအားပေးခိုင်းစေမှုတွေလည်းရှိနေပြန်တယ်လို့ data တွင်သတင်းရှင်မိကပြောထားပါသေးတယ်လက်ရှိမှာအရခတတော် AI နဲ့ PDF ပူးပေါင်းတက်တွေရဲ့ထိုးစစ်တွေဟာ ARV တိုင်းထိဝင်ရောက်လာပြီးဖြစ်တဲ့အတွက်ချောင်းသာနဲ့ပသိမ်မြို့မှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာကြောက်လန့်နေကြပြီးဘောမီခြေရွာတိုက်ပွဲမှာလည်းစစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများထားတဲ့အပြင်အဲ့ဒီမှာသေကုန်ကြတဲ့စစ်သားတွေရဲ့မပါအလောင်းတွေရောဒဏ်ရာတွေကိုကုနေရင်းနဲ့သေကုန်ကြတဲ့စစ်သားတွေရဲ့မပါအလောင်းတွေကိုပါဇန်နဝါရီလ24ရက်နေ့ကတည်းက ရွှေမြင်တင်းမိသူโจဇက်မအတုတ်လိုက်အတုတ်လိုက်သူโจနေကြရတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ